Hello အားလုံးမင်္ဂလာပါဘူဝမန်ချင်းကနေယူဆိုပါတယ်ဆိုတော့ David Ornstein အပါဝင် BBC တို့ဘာလို့ report တွေအရာတို့အာဆင်နယ်ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Gabriel ကတော့ တလကနေ2လလောက်ထိကိုဒံရပြေတနာကြောင့်အနားယူရတော့မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ပေါ့နော်ဒေးဗစ်ရော့စတင်ကတော့တလကနေ2လလောက်ထိအနားယူရနိုင်ပွဲရှိတယ်လို့ပြောထားတဲ့အပြင်အာစနီဟာကစားမဖြစ်သူရဲ့ဒံရအခြေအနေနဲ့ပတ်သက်လို့ပူပြီးတော့ရှင်းရှင်းလင်းလင်းသိရဖို့အတွက်လည်းထပ်ပြီးတော့စစ်ဆေးမှုတွေပြုလုပ်သွားဖို့ရှိတယ်ဆိုပြီးတော့လည်း report လုပ်ထားတယ်ဆိုတော့ဒါဟာအာစနီနဲ့အာတီတာအတွက်တော့တော်တော်ကိုမကောင်းတဲ့သတင်းပါ တော်တော်ကိုမကောင်းတဲ့တိတိမှာဘာလို့လဲဆိုတော့နှစ်လားလောက်လွဲနိုင်ကြည်ကြည်ရှိရဆိုတဲ့အချီနီအတော်အတွင်းမှာလွတ်သွားမဲ့ပွဲစဉ်တွေပွဲကောင်းတွေအရေးကြီးတဲ့ပွဲတွေအဆုံးဖြတ်ဖြစ်နိုင်တဲ့ပွဲတွေအများကြီးပါဒါအပြင်အာဆင်နယ်ရဲ့ back line တစ်ခုကောင်းမှာလဲဒီဆာလီဘာကိုတခါတလေမှာအပြောင်းလဲတွေပါတယ်လုတ်ပြီးတော့တုံးလို့ရကောင်းရမယ်ဒါမှမဟုတ်ဂါဘရီယယ်ကတော့သူတို့အတွက်အရေးပါဆုံးလို့ကျွန်တော်ဖြစ်နေတာဆိုတော့အခုဆိုလို့ရှိရင်ဒီလိုမျိုးခန်စစ်တလိုင်းလို့မှအရေးပါဆုံးဖြစ်တဲ့ဗိုလ်ကယ်အဖြစ်ဆုံးဖြစ်တဲ့ကျွန်တော်သားဂါဘရီယယ်ကိုနှစ်လလောက်နီးပါးထိ လွဲမယ်လက်လွတ်ရမယ်ဆိုတာမျိုးကဒါတတော်ကိုအချင်းချင်းစိုးတယ်လို့ကျွန်တော်ပြောရမယ်အထူးသဖြင့်ဒီယာဒီဆိုလို့ရှိရင်အာဇနီယာဖလားရဖို့နဲ့ပတ်သက်ပြီးတော့ပရီးမီးယားလိမှာရေဘန်းအစားဆုံးအသင်းဖြစ်နေတယ်အဆင့်တက်မှလည်းဥဆောင်နေတယ်လို့ချန်ပီယံစ်လိဒီမှာဆိုလို့ရှိရင်လည်းအရင်ကောင်းတဲ့ performance တွေအာဇနီယာကပြထားတာဆိုတော့အခုဆိုလို့ရှိရင် injury ပြဿနာတွေသူတို့စကြုံရပြီဒီနေရာမှာဒဏ်ရာပြဿနာတွေကြုံရတာအာဇနီယာအတွက်တော့ဒါပထမဆုံးတော့မဟုတ်ဘူးပေါ့နော်ယာဒီစကလေးကကျွန်တော်အနေနဲ့ harvest to injury တွေကြုံနေတာနောက်ပြီးရင်ကျွန်တော်အနေနဲ့ ဒီထားပါတော့ဒီဟေဆုတို့ပြင်ပြီးတော့မကောင်းသေးတာမကစားနိုင်သေးတာအိုဒီကက်တို့ဒံယာပြတနာတွေဂျုံနာစာကာတို့ဒံယာဂျုံနာမာရိုကီတို့ဒံယာဂျုံနာကျွန်တော်ကြည့်မယ်ဆိုရင်အာဆနယ်မှာအင်ဂျူရီပြတနာတွေအခုဆိုဗီတာယိုခရစ်တိုဘာတို့ဒံယာပြတနာတွေမြင်ရတာဆိုတော့ဒါပထမဆုံးအချိန်တော့ကျွန်တော်မဟုတ်ဘူးပေါ့သို့တော်လည်းပဲရှေ့ကစားမားတွေကိုလက်လွတ်ထားတဲ့အချိန်မျိုးမှာ ပြဿနာသိမ့်မရှိအစားထိုးစရာကစားမရှိတဲ့ဆိုမိလို့ဂါဘရီယယ်လိုနေရာမျိုးကျတော့အစားထိုးဖို့ကမလွယ်တော့ဒီနေရာမှာလီဗာကူဇင်ကနေခေါ်ရတဲ့ဟင်ဂပီရိုလိုကစားမရရှိမယ်လူငယ်ကစားမလေးပြတဲ့ဘောနော်ကျတော့မော့စကေတာလိုကစားမရကျွန်တော်ဖြစ်မယ်ကျွန်တော်ပြောလိုပဲဒီကစားမရဟာကစားမကောင်းနေနော်ကျွန်တော်အစားထိုးလို့ရတယ်တပွဲနှစ်ပွဲသုံးနေပွဲတိုးတော်လေးပဲဂါဘရီယယ်နေရာကိုရေရှိလနဲ့ချီကျတော့ကျွန်တော်မလွယ်တော့ပူဆိုးတာကဂါဘရီအာစနယ်က တပတ်ကိုတပွဲလောက်ပဲကစားရမယ်အတင်းမျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်တပတ်ကိုနှစ်ပွဲလောက်ထိကစားရမယ်သုံးပွဲလောက်တခါတလေကစားရမယ်ဆိုတဲ့အခြေအနေမျိုးမှာပွဲကောင်းနေအများကြီးကိုကာဗီယယ်ကလွဲရမှာပို့ပြီးတော့ဒေါ်လာထွက်စရာအာဆနယ်ပြည်သက်တီထွက်ဆိုလို့ရှင်ပေါ့နော်ပို့ပြီးတော့ဒေါ်လာထွက်စရာကဘာလဲဆိုတော့ဒီကစားမအင်ဂျူရီရသွားတဲ့ပုံစံပုံစံက အဲနံပါတ်1ဘောနော်ကစားမကဟမ်စထရင်းလို့ကျွန်တော်သိရတယ်ကျွတ်သားတန်ရဘောနော်ဟမ်စထရင်းပေါင်ချင်တယ်ရပါညာလာမျိုးဖြစ်မှာဗောဗျာအဲ့တော့ဟမ်စထရင်းဆိုတာမျိုးကကျွန်တော်အနေနဲ့2လ3လလောက်အမြဲတမ်းနားရတယ်ဗောနော်ဒါတလား2လဆိုတာမျိုးကအရင်ကြီးမဆူဘူးလို့ကျွန်တော်ပြောရမယ်ဒါအပြင်ပြန်ပြီးတော့ကျွန်တော်ဒီတက်တာလာဖို့အရင်တည်းပြန်ကစားနိုင်ဖို့ဆိုတာကလည်းအတိုင်းအတာတစ်ခုဒီအချိန်ယူအောင်ပါဆိုတော့2လလောက်ထိအာဆင်နယ်ကတွတ်ထားရမယ်သဘောမှကျွန်တော်ရှိတယ်ဗောနော်ကဒန်ရရဲ့ပြည်တနာကြုံသွားတဲ့ပုံစံဆိုတာက ဘာမဟုတ်တဲ့ပွဲမှာကစားရင်းနဲ့တိုင်ပတ်သွားတာဆိုနိုင်ငံပွဲဆိုတဲ့အတွက်ပေါ့နော်ဘလူပွဲပဲဖြစ်ဖြစ်ကစားမတွေကဝင်ပြီးတော့ကစားကျင်ကြမှာပဲဆိုတော့နိုင်ငံသင်းကတောင်ဝင်ရှိသူတွေရဲ့ဘက်ကလည်းသူတို့ဟာပူကောင်းတဲ့နိုင်ငံပွဲစီနေအတွက်ပြင်ဆင်နေကြတယ်ဆိုတော့ပေါ့နော်အကောင်းဆုံးပုံစံနေနဲ့သူတို့လည်းပြင်ဆင်ကျင်ကြတာပေါ့နော်အတိုင်းမျိုးလို့ဒီလိုတင်းမှာမှာကျတို့ဒီအခုလိုမျိုးပေါ့နော်ကျတို့ဟိုကဘာဖလားဝင်ခွင့်အတွက်ခြေစစ်ပွဲအတွက်ကျူးမန်းနေတာမျိုးလည်းကျတို့မဟုတ်ဘူးဗျာခြေစမ်းပွဲကစားနေတာဘရာဒီက ဘာဘလာခြေစစ်ပွဲတွေကအောင်သွားပြီဆိုတဲ့အခါကျတော့သူတို့ခြေစမ်းပွဲတွေလိုက်ကစားနေတာအဲ့ဒီလိုက်ကစားနေတဲ့ချင်းဒီတိုးတွင်းမှာဟိုဘာမဟုတ်ဘာမှမဟုတ်တဲ့ပွဲလို့ပြောရမှာပဲအမှန်တိုင်းပြောရင်ခြေစမ်းပွဲမှာပိုပဲဒါမျိုးကြီးလက်လွတ်လျရတယ်ဆိုတဲ့အခါကျတော့အာဆင်နယ်ပရိသတ်တွေကတင်းစီရပေါ့ကျန်တဲ့နောက်ခံကစားမတွေကိုနေရာပေးလို့ရတယ်အရေးကြီးတဲ့ပွဲလို့မဟုတ်ဘူးအဲ့လိုပွဲပရောတွင်မှာအရေးမကြီးတာကိုလှုပ်ရင်းနဲ့ဒဏ်ရာပြေတနာကြုံသွားတာဆိုတော့ဒီဘက်ကအာဆင်နယ်ကတအားထိခိုက်တယ်။နော်တလားနှစ်လားဆိုတာမျိုးကနေတဲ့ပွဲတွေမဟုတ်ဘူး။အဲ့တော့တော်တော်တိုင်ပတ်ပါတယ်။ဆိုတော့အခုလက်ရှိ အာဇနယ်ဘွဲ့လွဲနိုင်ကြီးရှိတဲ့ပွဲဒီမှာဆိုလို့ရင်အခုဆိုကျွန်တော်တို့ကနိုဝင်ဘာ23မှာဒီစပားကအာဇနယ်နဲ့ကစားရမယ်ပေါ့နော်အဲ့ဒီပွဲကိုအာဇနယ်မှာအာဇနယ်တို့ရဲ့ကာဘရီယားကလွဲရမယ်ဗျာပြီးလို့ရှိရင်ဘိုင်ယန်မြူနစ်တို့လို Champions League ပွဲစဉ်တွေကိုသူလွဲရမယ်ဒါအပြင်ကျွန်တော် Chelsea တို့နဲ့ London Derby တွေသူလွဲတော့မယ်တေချာပေါ့ပေါ့နော်ကျွန်တော်လွဲတော့မယ်ဒါအပြင်ကျွန်တော်အနေနဲ့ရှေ့မှာဆိုလို့ရှိရင်လွဲနိုင်ကြီးရှိတဲ့ပွဲတွေအသင်းကြီးတွေနဲ့ကလီဗာပူးတို့လိုအသင်းမျိုးတွေနဲ့အိမ်ငွေးမှာသူတို့လက်ခံကစားမယ်ဇန်နဝါရီအစောပိုင်းအဲ့ဒီပွဲစဉ်တွေကိုသူလွဲကျင်လွဲမှာပဲပြောမရဘူး ပြတယ်မလားလွယ်လွဲဖို့ရှိတယ်ဗောနော်ဒါအပြင်အင်တာမီလန်တို့လိုအသင်းမျိုးတွေနဲ့ချန်ပီယံစ်လိပွဲစဉ်တွေထိပါလွဲသွားနိုင်တဲ့အခြေအနေမျိုးဗျာဒါအင်တာမီလန်နဲ့ဆိုဇန်နဝါရီ21ရက်ထိသူကစားရမယ်အခုဆိုလို့ချင်းကျွန်တော်တို့အနေနဲ့ဗောနော်ဒါ23ရက်နေ့မှာစပါးနဲ့စကစားရမယ်ဆိုတော့ဒီအဲ့ဒီဗောနော်လီဗာပူးနဲ့ပွဲအင်တာမီလန်နဲ့ပွဲလောက်ထိကိုပဲဂါဘရီယယ်ကလွဲကောင်းလွှဲနိုင်တယ်ဆိုတော့ဂျားထဲမှာကျွန်တော်တို့အနေနဲ့ဟိုငါ20ပွဲကျော်ကျွန်တော်လွှဲမဲ့အနေအထားမျိုးပါ နော်ဆယ်ပွဲကျော်ကျွန်တော်လွဲနိုင်တဲ့အနေအထားမျိုးဆိုတော့ဒါဟာတော်တော်လေးကိုသတင်းစိုးပါသတင်းစိုးပါဆိုတော့အမ်အာဆင်နယ်အနေနဲ့ဂါဘရီယယ်ဆိုတာမျိုးကပေါ့နော်ဒီယာဒီမှာအဓိကအရေးပါပါတယ်ဆိုတဲ့ပွဲရဲ့မိနစ်တိုင်းနေသူဝင်ကစားထားတာဒါအပြင်ကျွန်တော်တို့ပြိုင်ဘက်ကိုဂိုးသွင်းဖို့အတွက် open play ကနေခက်ခဲနေတယ်ဆိုတဲ့အခြေအနေမျိုးမှာလည်းတောင်းကန်ပေါ်တွေဟလာ set piece တွေကနေပြီးတော့ဂါဘရီယယ်ကခေါင်းတိုက်ကိုယ်တွေပါနေအမှန်ကန်လုတ်ပြထားတာဗျဒီလိုကစားမမျိုးကိုအာဆင်နယ်က လက်လွတ်ရမှာဆိုတာမျိုးကတော့တော်တော်ကိုစိုးတဲ့တဲ့င်းမှာဒါကိုအာတီတာနီနဲ့ရှိတဲ့လူတွေနဲ့ရအောင်ဖြည့်ရှင်းနိုင်မှာလားပေါ့ကျွန်တော်ခုနကပြောလို့ပဲဟင်ကပီရိုတို့ကစားမတွေကျွန်တော်ရှိမယ်ဂါလာဖီယိုရီကိုစနေဘက်ကိုပို့လို့လည်းရတယ်ဒါပိုင်းမှာအာစနယ်မှာစနေဘက်မှာတိတ်ကစားရည်မရှိဘူးဂါလာဖီယိုရီကပြီးရင်ကျွန်တော်အနေနဲ့ဒီမော်စကေတာတို့ကစားမတွေရှိမယ်ကျွန်တော်ထင်ကတော့မော်စကေတာနဲ့ကျွန်တော်ဒီစာလီဘာနှစ်ယောက်ပဲသွားဖို့ရှိပါတယ်ဦးစားပေးအနေနဲ့ကတော့ ဆိုအလုပ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားအဒီဒါနီနဲ့ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းနိုင်မယ်ထင်ကြတယ်ဂါဘရီယယ်မပါနေတဲ့ပွဲဒီမှာကျွန်တော်စပြီးတော့တိုင်ပက်တော့မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြီးတင်ပါတယ်